ထွက်လန့်တန်တွေပဲ့တဲထနေတဲ့ညာတညာမှာပေါ့တိုးကြီးရဲ့စော်ပြားမှာတည်ရှိတဲ့ကျောင်းကလေးတွေဟာလူနေတွေနဲ့အမဲရောက်ခုံးတွေရေသေးအိုဆိုင်နေခဲ့ပါရဲ့ရေကဒီပါလေးမှာနေတဲ့ခဲ့ကြတဲ့လူသားတွေဟာဒူးစမ်းတဲ့ကြောပြချက်မရှိပဲကျုပ်ပြီးတရားကိုပိန်နီးဆက်ဆန်းပြောက်ဆိုးသွားခဲ့ကြတာပေါ့ကျွေးကြညီခဲ့တဲ့လူနေငယ်ကလည်းဒီကျေစာသိနေတဲ့နေမျိုးကနေထွက်ပြေးလို့မြောက်ဖို့ဘလို့မှမစွမ်းတာခဲ့ပါဘူးဒီလိုနေပဲဒီပါလေးဟာ တင်ပလွက်ကနဲ့အဆက်ပဲလိုဟာတက်တောက်သွားပြီးတော့လူသူကင်းမဲ့တဲ့တော်ရိုက်နေမိတခုဖြစ်သူတဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါရင်အခြေတွေကြလာတဲ့အခါမှာတော့တချိန်ကစီကားခဲ့တဲ့ရွာလေးဟာအခုဆိုရင်ပြိုကျပြည့်စည်နေတဲ့အေအိုပြက်တွေနဲ့ထောက်ကြားဖွဲ့ရနေရာတခုဖြစ်တာကြံရှိနေပါတော့တယ်။ဘာလို့လဲဆိုရင်တော့ရွာသူရွာသားတွေရဲ့ဝိညာဉ်မှန်သမျှကို အမတ်ရောက်ရေမဲကြီးတခုကလိမ့်လန်ချောင်းလန့်ပြီးတော့ သူတို့ရဲ့အသက်ဆွာအားတွေကိုရရဲဆဲဆဲစူးယူသွားခဲ့တာကြောင့်ဘယ်သူတူတယောက်မှအဲ့ဒီကကြမဆိုးကနေလောမြော့ခဲ့ခြင်းမရှိပါဘူးဒီတောကြီးဟာတဘောရဲ့ကျေးဇူးကြောင့်တိပေပန်းပိတ်တွေနဲ့ဆေးလန်းစုပြေပြီးလူတွေနေထိုင်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပေမဲ့လည်းလူသားတွေပါပြီးတခြားတက်ရှိတန်တော်တွေရဲ့ရေရောက်ကိုတော့လုံးဝမတွေ့ရတာကတော့အင်မတန်ကိုမှဒူးစားနေခဲ့ပါရဲ့အဲ့ဒီချိန်မှာပဲ ဘိုးတကူကြီးမားလာပြီးတော့ညတော်မြင့်မာတဲ့တောထက်ရန်တစ်ပါးဟာတက်တော်ပါကိုဒုက္ခတွေကနေလွတ်မြောက်စေဖို့အတွက်တရားဓမ္မတွေဟောကြရင်ဒီတောကြီးစီကိုကြားရောက်လာခဲ့ပါသည် ဆရာတော်ဟာဒီပေါ်များစွာပွားများအားထုတ်လာခဲ့တဲ့တရားကြည့်စီတွေကြောင့်ယာလိုကိုထွေးပေါက်သိမိနိုင်တဲ့ဒီပါစကုညာတော်ကိုရရှိထားသူလည်းဖြစ်ပါတယ်။ဆရာတော်ကတရားထိုင်ဇံဝင်စားတော်မူတဲ့အခါမှာတော့အမတန်အခုတို့ကြီးမာတဲ့ဘလူးတကောက်ဟာဥသားရရဲ့ဝိညာဉ်ကိုစိုးယူပြီးတော့သူ့ရဲ့စွာအကိုတူပွားအောင်လှုပ်ဆောင်နေရကိုမြင်တော်မူခဲ့ပါတယ်။အဲ့ဒီဘလူးဟာတရားဓမ္မနဲ့စတင်တဲ့မာရွေးတဲ့ဒီလန်နဲ့သူ့ရဲ့တကိုယ်ဒီကိုစူးစောင်းနေခဲ့တာကြောင့်လူလောကကြီးတွေ ကြီးမားတဲ့အန်တီယက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကိုသိမိတော်မူတဲ့အခါမှာတော့ဇာရောဟာအဲ့ဒီဘလူးရှီယာတောင်းတဲ့ကိုခြေချွတော်မူခဲ့ပြီးတော့တရားဘဝနာဘဝများဖို့အတွက်တိပေကြီးတပေအောင်မှာတေပနယ်ခွေထိုက်တော်မူလိုက်ပါတယ်။အဲ့ဒီမှာဆရာတော်တရားထိုင်နေတဲ့အချိန်မှာပဲအမဲရော်ရေမဲကြီးဟာအခွေရေးကိုစောက်မျောနေခဲ့ပါတယ်။သူဟာဆရာရဲ့ဝိညာဉ်ကိုစိုးယူဖို့ကြာစီနေခဲ့တာပါ။ဒါကြောင့်ဘလူးကြီးဟာ အမဲရောက်ခွန်ွေတွေဖြစ်တပြေးပြေးနဲ့ဆရာတွေနားဝကယ်လာခဲ့ပါတယ်။ဆရာတော်ကလည်းဘလို့တော်ကိုမှိတ်ထားပြီးမယ်သူ့နာမှာဘာရီဖြစ်ပြနေတယ်ဆိုတာကိုအကိုလိုသိနေတော်မူနေခဲ့ပါတယ်။ဘလို့ကြီးကလည်းမာယာပလီယရီနဲ့လီမိုဒဲတွေတက်ခဲ့အောင် သူတကိုးနဲ့ဖန်ဆက်လိုက်ပြီးတော့ဆရာတွေပစ္စည်းတွေကိုလွှဲစင်သွားအောင်လုပ်ခဲ့ပါတယ်။တိပရဲ့ကက်ခဲတွေကလည်းလီပီကြောင်တစ်ခုနဲ့တစ်ခုရိုက်ခဲ့ပြီးတော့ကြောင်မဲ့ဘွက်ရအတန်တွေထွက်ပေါ်လာခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့အမဲရောက်ခွန်ခွေတွေဟာဆရာတွေရဲ့ဌာနကိုကိုဆက်ဝိုင်းပုံတံတစ်ခုဖြင့်ဝန်းရထားလိုက်ပါရာလူကဘလူးကြီးရဲ့လက်ချက်ဖြစ်ပြီးတော့ရှားတွေဝဉ္ဉေကိုပါစူးယူဖို့စ조사လိုက်တဲ့အခါမှာပဲရုတ်ရက်ဆိုသလိုမက်ဆီတီလာအောင်စူးရှားတဲ့လေတာကြီးတခုထပ်ပေါ်လာပြီးတော့အမက်ရောက်ရေးမဲကြီးကလည်းနောက်ဆုတ်သွားစေခဲ့ပါတယ်။အမေကငါ့ကိုစမ်းချင်တာလား။မင်းရဲ့ဝဉ္ဉေကိုငါ့စီကိုခိုးချခြင်းပေးအပ်လိုက်စမ်း။မဟုတ်ရင်တော့ မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်ပိုင်ဆွဲပြဲပြီးတော့မင်းရဲ့ဝိညာဉ်ကိုလည်းဖြည့်ပြီးချင်းအယတံခံပြီးတော့စတာတုပ်ပေးမယ်။အဲ့ဒီဘလူးကြီးရဲ့မာနတရားနဲ့ပြီးနေတဲ့အတန်းကြီးဟာတော်တော်ခွေလိုပဲ့တဲထက်သွားရဲ့ပါ။ဒါပေမဲ့ဆော်ရီရဲ့တကူတော်ကနေထွက်ပေါ်လာတဲ့လေတန်းကြီးဟာဘလူးရဲ့ခန္ဓာကိုယ်ကိုထိချိုးချို့တောက်ထားလိုက်ပါတော့ရီ။ဘလူးဟာသူ့ရဲ့မဲ့ရောက်ခွန်ွေးတွေနဲ့ ပြန်လည်တက်ခဲ့ဖို့ကြိုးစားခဲ့ပေမယ့်အလေးတိုင်းရဲ့စွာကိုမရှိနိုင်ပေသူ့ရဲ့စွာတွေဟာတဖြည်းဖြည်းနဲ့မင်းမေပြောက်ွယ်သွားပြီးတော့အလွန်မင်းနာကျင်မှုကိုခံစားလဲရပါတော့တယ်။ကျွန်တော်ကျွန်တော်မျိုးတောင်းမှပါရင်ကျွန်တော်မျိုးရှုံးနေကြောင်းဝေခံပါရင်ကျေးဇူးပြုပြီးတော့ကျွန်တော်မျိုးရဲ့အတက်ကိုချမ်းသာပေးပါနော်။အသင်ဘလူးအသင်ဘလူးကသူတို့ဘာရဲ့တက်ပေါင်းများစွာကိုတက်ဖြတ်ပြီးတော့ဝိညာဉ်တွေကိုအတင်းအဓမ္မယူငင်ခဲ့တယ်။မင်းပြုခဲ့တဲ့အာဟုတို့တွေက အရာကိုကြီးမားလို့တဲ့အတွက်ငါကမင်းကိုခွင်လွှတ်ဖို့ခက်ခဲလာလေ။ဒါကြောင့်မင်းရဲ့ဝိညာဉ်ဟာဖျက်ဆီးခံရပြီးတော့မရဲကိုသွားရမယ်။ဘလူးရဲခန္ဓာကိုယ်ဟာဒီဒီဘောကိုဒူးထောက်လျက်တာကြသွားပြီးတော့ဇာတော်ကိုသူ့တက်အားချမ်းသာပေးဖို့အတနာကတောက်ပြန်နေခဲ့ပါရင်ဇာတော်ကသူ့ရဲ့ဝိညာဉ်ကိုဖျက်ဆီးစေဖို့ဘလူးတုတ်တဲ့ကာတာကို ရောဆုံနေစမှာဘလူးကဆက်ပြီးတော့တောင်းမှပြန်ပါရင်တောင်းမှပါရင်ရှင်ပြရည်ကျွန်တော်မျိုးရဲ့ဝိညာဉ်ကို မပြည့်စည်လိုက်ပါနဲ့ဒီနေ့ကစပြီးတော့ဘသူဘုသူကမှဒုက္ခမပေးတော့ပါဘူးလို့ကတိပေးပါလေကျွန်တော်မျိုးကိုတကြေလောက်အခွင့်အရေးပေးပြီးတော့ခွေးလွတ်တော်မူပါဗျာဒီပေတော့တောက်ဆုပ်ပါရင်နော်ဘလူရဲ့ဝမ်းနယ်ပူဆွေးနေတဲ့အသားကိုကြားတဲ့အခါမှာတော့ဂျာရိုရဲ့စိတ်ထဲမှာမေတ္တာတရားတွေဖြစ်ပေါ်လာခဲ့ပါပြီ ကျတော့ဟာဘသူ့ကိုမှနာကြည်အောင်မလို့ချင်တဲ့အတွက်ကြောင့်ဒီဘလူကိုလည်းနှောက်တော့ရပြီးတော့ကောင်းမကူသူတွေပြန်လည်ပြုလို့နေဖို့အခွင့်အရေးတစ်ခုပေးသနာတော်မူဖို့ဆိုပြဲလိုက်ပါတယ်။အင်းဒါဆိုလည်းကောင်းပြီလေ။မိကိုအခွင့်အရေးတစ်ခုပေးမယ်။ဒီနေ့ကစပြီးတော့ကောင်းမကူသူတွေကိုပဲပြုလို့ပါလော။အဲ့ဒီကူသူတွေကမင်းရဲ့ဘဝအဆက်ဆက်အတွက်အထောက်ပဲ့ဖြစ်လိမ့်မယ်။မင်းရဲ့ပြည်တွေကကြီးမားပြီးမဲ့လေ။ကောင်းမှုတွေပြုလို့ခွင့်ရတော့မှပြုလို့ထားရင်အဲ့ဒါဟာမင်းရဲ့ပြည်တွေကို ပြန်လည်ပြီးတော့ဖာသေးချေတမျိုးပါပဲ။ကောင်းလီစွာကျေးဇူးတင်ပါတယ်ရှင်ဗျာ။အရှင်ဘုရားစကားကိုတသိဝင်မတေးလိုက်နာပါပဲလို့ကတိပေးပါရယ်။ဒါနဲ့ဘလူကြီးကအပြည့်တန်ကနေလော်မြဖို့အတွက်ပရိသေစာရီပေးနေခဲ့ပါရယ်။ဇာတော်ကကြားတော်ကိုဟောကြားပြီးရဲ့နောက်မှာတော့သူ့ရဲ့တကူတော်နဲ့လေဒန်တစ်ခုကိုဖန်ဆင်းပြီးတော့ဘလူရဲ့တကူစွာမီကိုအဲ့ဒီလေဒန်ထဲကိုစိုးယူလိုက်ပါရယ်။အဲ့ဒီခါမှာပဲ ဘလူရဲ့ခန္ဓာကိုယ်ဟာစတေဖြူဖြူအရင်ကြားပြီလေတော့ကအာအေကိုခန်းနေတဲ့အဘိုးတို့ပြေပြောင်းလဲသွားခဲ့ပါ යි အဘိုးဟာသူ့ရဲ့ခန္ဓာကိုယ်ကိုထိနေဖို့တွေဒူတချောင်းကိုအားပြုပြီးတော့ထောက်လဲရပါ යි ဘလူရဲ့စွာရီစူးစီးနေတဲ့အလဲရောင်လူတွေဟာလည်းဆရာတွေလက်ထံမှာရှိနေကြတာပေါ့ကဲအတင်ဘလူဒီခန္ဓာကိုယ်နဲ့ပဲကောင်းမှုခုတို့တွေကို ပြုလုပ်ပါလောမင်းရဲ့တတန်ကတင်မကြတော့ပေမဲ့ ကောင်းမှုပြုဖို့တော့အချိန်ရှိပါသေးတယ်။ဆရာတော်ကဒီလိုမေးချပြဲနောက်မှာတော့လက်ထက်မှရှိတဲ့ပရမများမျက်ရှင်လေးရလေကောကင်ဘိုကိုပြန်တဲ့သွားပြီးတောင်းဦးထက်ကတောက်တန်းနေစီရရဲ့ကိုပြန်တန်းသွားခဲ့ပါတယ်။အဖို့သွေးဆောက်ထားတဲ့ဘလူးကပရမများမျက်ရှင်လေးပြန်တန်းသွားတဲ့ရဲ့ကိုမမေမေသူလက်ကြည့်နေခဲ့ပါတယ်။တောက်တန်းနေရဲ့လမ်းမှာရှိတဲ့ဂိုကြီးတစ်ခုတည်းမှာတော့ပရမများမျက်ရှင်ရဲ့လက်ယောက်ကြောင့်တရားကြည့်ကြနေရဲ့ငကာမီကြီးဟာနိုးထလာခဲ့ပါတယ်။ငကာကြီးဟာ ။ဆောင်ရဲပူကြီးကိုမြည်တွေ့လိုက်ရတဲ့အခါမှာတော့လက်ကမေးကြီးလေအယုဒီပြုတ်ရဲ့နေနဲ့သူ့ရဲ့ဥကောက်ကိုညှော့ပြီးတော့အယုဒီပေးလိုက်ပါတယ်။ဘိုးတော်ကြီးမဲလာတဲ့အရှင်ဘုရားကိုတပည့်တော်ဥခိုက်ပါတယ်ဗျာ။ကောင်းပါပြီတကားတော့။ဒီပရမညာမျက်ရှင်လေးကိုသူ့ရဲ့ပဲရှိစစ်မှန်လာရောက်ခေါ်ဆောင်မဲ့ချီထီတကားတော့ကဆော့ဆော့ပေးနေတယ်မလား။တိမဗျာတပည့်တော်ရဲ့အသက်နဲ့လဲပြီးတော့ဒီပရမညာမျက်ရှင်ကိုဆော့ဆော့ပါမယ်ဗျာ။မလာနေဆရာတော်ကပရမညာမျက်ရှင်လေးကို ဝိရကကျုပ်စတဲ့ခုပေါ်မှာတင်ပေးလိုက်ပါရင်ဒါနဲ့တကမိကြီးကလည်းသူ့ရဲ့ခန္ဓာကိုယ်ကိုစက်ပိုင်းပုဒ်တံခွေပြီးတော့ပထမမြင့်ရှင်လေးကိုဝိညာဉ်ကဆောက်ရှောက်နေပါတော့တယ်အဘိုးတဖြစ်လေဘလူကြီးဟာဆရာတော်ကြားထက်နေရာကိုအကဲခဲနေခဲ့ပါတယ်သူမှကြံရှိနေသေးတယ်ဇွမ်းအားနဲ့ငယ်နဲ့ဆရာတော်ကသူ့ရဲ့ဇွမ်းအားပထမမြင့်ရှင်ကိုတကမိစီမှာအဲ့နဲ့ထားခဲ့တာကိုအာယုခံသိရှိသွားခဲ့ပါတယ် အဲ့ဒီနောက်မှာတော့သူဟာဂျာတော်ကိုဒေတီဗလန်လေးစက္ကန့်လူတိုင်းရင်နဲ့ဘယောက်ပြခုသူတွေလို့ဆောင်ခဲ့ပါ යි ။ဂျာတော်ကတခြားနေရာကိုကြွချီတော်မူသွားတဲ့အခါမှာတော့သူ့ရဲ့အဆန်းတွေပင်လယ်ယူဆောင်မဲ့စီမံကိန်းကိုစတင်ကြိုးပမ်းဖို့ကြာတာပေါ့။ဘလူးရဲ့တကူတွေကြောက်ွယ်သွားပြီးဆိုတဲ့သတင်းကိုကြားတဲ့အခါမှာတော့ရွာသူရသားတွေဟာအဲ့ဒီတော်ကိုဖက်တန်းသွားလာရဲလာကြပါ යි ။ ူတို့ဟာဖက်တန်းသွားလာရင်လည်းဒီဘိုးကိုမကြာခဏတွေ့ရလိမ့်ရှိပြီးတော့တနာကျင်လာတဲ့အတွက်အစာဖောက်တွေဝေမျှပေးကမ်းကြပါတယ်။ဒါပေမဲ့ဘလူးကြီးကတော့သူ့ရဲ့စီရင်ကိုလောဝမပြေခဲ့ပါဘူး။သူဟာလူတွေဝိညာဉ်ကိုစားသွို့ဖို့အတွက်အမြဲတမ်းကြံစည်နေခဲ့ပါတယ်။ဒါပေမဲ့သူမှာစွားရင်ဖြစ်တော့တဲ့အတွက်ဘသူကမှဒုက္ခမပေးနိုင်ခဲ့ပါဘူး။ သူလုံနေတာကတော့ဗရမမြေရှင်ကိုပြန်လဲရယူပိနေမယ်ဘိုးကံကြီးမားတဲ့လူတယောက်ကိုစောင့်မျှော်နေဖို့ပဲဖြစ်ပါရင်အဲ့ချိန်မှာပဲမြို့သားမရဲ့တားတော်ငယ်ဖြစ်တဲ့ဒုရဏမေတာလေးဟာအသက်35နှစ်ရွယ်သည့်တကိုယ်တည်းလူကြီးဖြစ်နေထိုင်ခဲ့ပါရင်သူဟာဗဲမျိုးသမီးကိုမှစိတ်မဝင်စားသလိုတင်းဟေးပြရာတွေကိုလည်းလောကစိတ်မဝင်စားခဲ့ပါဘူးသူမှာအကိုတော်ကြောက်လေရှိနေတဲ့အတွက်ကြောင့်ဖခင်ရဲ့ရရာကိုဆက်ကံဖို့လေစိတ်မပူခဲ့ပါဘူး။ ဒီလိုနဲ့သုရဏမင်းသားလေးဟာဆရာရွေးသတင်းကိုကြားသိရပြီးရဲ့နောက်မှာတော့တရားဓမ္မကိုလိမ့်လာသိယူဖို့ဆိုခဲ့လိုက်ပါဘူး။သူဟာဖခင်ဖြစ်သူကိုခွင့်တော်ပြီးတော့ဆရာတော်ကိုရှာဖေးဖို့အတွက်ခရီးထွက်လာခဲ့ပါဘူး။မြို့သားမင်းကြီးကလည်းဘားရွေဆန္ဒကို မတားမိနိုင်ခဲ့ပေမဲ့စိတ်မချတဲ့အတွက်ကြောင့်ပူစီလို့မရတဲ့တစ္ဆာရှိတဲ့ချွေရံတယောက်ကိုသုရဏမင်းသားလေးနဲ့တူထည့်ပေးလိုက်ရှာပါဘူး။အဘိုးသွေးဆောင်ထားတဲ့ဘလူကြီးဟာ ဒုရဏမေတာလေးနဲ့ပူစီတို့ခီးသွာနေရကိုမြင်တွေ့လျက်တဲ့အခါမှာတော့သူစိုက်မျက်နေတဲ့လူရောက်လာပြီဆိုတာကိုချက်ချင်းသိလိုက်ပါသူဟာဒုရဏတို့တတိဟာမိအောင်သူတို့လာရလာမှာအချင်းသေးစောက်နေခဲ့တာပေါ့အဘဒီတော့ထဲမှာတောက်တယ်ဘာလို့နေရလဲဗျအမလီမေတို့ကဘလို့ဖြစ်ပြီးတော့ဒီနေရာကိုရောက်လာကြတာတို့ဒီတော့ကအန်ဒီရဲ့များလဲဆိုတာကိုမေတို့မသိကြဘူးလားတိုးတိုးကဒေါက်တာဆရာတော်ကြီးဒီတော့အုပ်ကို ဖြဲစမ်းသွားတယ်လို့ကြားလို့လိုက်လာတာပါ။ဒါနဲ့အဖအဲဆရာတော်ကိုများတင်းမိသေးလား။မေကတော့ကံကောင်းတဲ့လူပဲကွယ်။ငါကိုယ်တိုင်ကဆရာတော်ကိုတည်တည်ဝလာလေးဆက်ကဲနေတဲ့တကာတယောက်ပါ။ဟမ်တကယ်လားဗျ။ဒါဆိုအဖကကျွန်တော်ကိုဆရာတော်နဲ့တွေ့ပေးနေတယ်ပေါ့။ရတာပေါ့။ငါကိုယ်တိုင်လည်းမဲလို့လူကိုစောင့်နေတာ။ဟင်အဖခုနကဘာပြောလဲရလဲ။အော်ငါလည်းဆရာတော်စီကိုသွားမလို့ မင်းနဲ့တူတူသွားကြတာပေါ့လို့ပြောတာပါအဲချင်းမှာအချွေရန်ပူစီကဒုရဏမင်းသားလေးရဲ့နာနာကို ကဲ့ပြီးတော့တူတူလေးပြောလိုက်ပါသခင်လေးတတိထားတာကောင်းပါလေဒီဘိုးကြီးရဲ့မလိုတွေကတမျိုးကြီးပဲတိတ်ပြီးတော့အချိုးမဖြေတဲ့ပုံစံပဲဒုရဏမင်းသားလေးကလည်းအဘိုးကြီးပေါ်မှာတန်တရားနေငယ်ရှိခဲ့ပြီးမယ်ဆရာတော်နဲ့တွေ့ရတော့မှဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့စိတ်ထဲမထားခဲ့ပါဘူးမင်းဘာတွေပြောနေရလဲကောင်လေးမေတို့ငါကိုမယုံကြည်ဘူးဆိုရင်လေ ရတယ်လေမလိုက်ခိုင်းနဲ့ပေါ့ဟေးဟေးအဘရဲ့သူကကျတော့ကိုစေးဘူးလို့ပါ သူ့ကိုအပြစ်မယူပါနဲ့ကဲပူစီငါမှမရှိနေရပဲဘာမှစေးဘူးစရာမလိုပါဘူးကွာသူရနာမိန်သားလေးကပူစီကိုနှိမ့်သိပေးလိုက်ပါအဘိုးပိတ်ဆောက်ထားတဲ့ဘလူးကြီးကတော့သူရဲ့နှကန်းကိုရိုက်ပြီးတော့ကောက်ချိတဲ့ပြိုးနဲ့ပြိုးလိုက်တာကို ပူစီကသတိထားမိလိုက်ပါတယ်။သူတို့တော်ရောက်တာခီးဆဲကြတဲ့ခါမှာတော့အဘိုးက ဒုက္ခကိုတူးပြုတ်ပြီးတော့ထွန်းနေထွန်းနေရှောက်နေတာကိုပြိရဏမိန်းသားလေးကတွေ့လဲရပါင်။ဒါနဲ့သူကပူစီကိုတူတူလေးကဲ့ပြောလိုက်ပါင်။ပူစီမင်းတွေ့ရမလား။အဘကလမ်းတော့ကောက်ကုံရှောက်နေပါဘူး။မင်းသိပြီးတော့စိမြစ်ဖူပါနဲ့ကွာ။ဩတခင်ကြီးရေဒါကသူဟန်ဆောင်နေတာလေဖြစ်နေတာပဲ။သူတို့ညာတူတူလေးပြောနေရကိုဘလူးကြီးကကြားသာပြီးတော့ခြေထောက်နာကြီးရောက်ဆောက်ကလဲကြလိုက်ပါတော့ရင်။အာငါခြေထောက်ငါခြေထောက် ငါတို့ဆက်ပြီးတော့လာမလျှောက်နေတော့ဘူးထင်တယ်။အဘဘာဖြစ်သွားလဲ။ဘယ်နေရာမှာနာသွားရလဲ။အင်းရပါလေ။ငါကိုဒီတော့ထမပဲထားခဲ့ကြပါတော့။ငါမသွားနေတော့ဘူး။အော်ဒါဆိုဘသူကကျွန်တော်ကိုလမ်းပြမှာလေ။ကဲပူစီမင်းအဘကိုကိုပို့ပြီးတော့ခေါ်သွားနိုင်ပါကွာ။ဒါမဲ့တကယ်လေကျွန်တော်ကျွန်တော်ကလွတ်လိုက်ပါပူစီ။ခမဲတို့ကမင်းအဘကိုကိုင်ကြီးဖို့လွတ်လိုက်တာမဟုတ်ဘူးလား။ ။ဒါနဲ့ပူစီလည်းသူတကယ်ရဲ့မိကိုလက်ခံနေပြီးတော့အဘိုးကိုကူဖို့လဲရပါ යි ။အဘိုးကတော့စိတ်ထဲမှာကြိုးပြီးတော့ကြိုးဝါနေရပါ යි ။ငါရဲ့ဗရမများမစ်ရှင်ကိုသာတန်ရလို့ကတော့မေတ္တခရေဝဉ္ကြီးကို အရေးဆုံးစားပေးမယ်။ပြီးတော့မှမိကိုနည်းနည်းလောက်ကစားစရာလုပ်ပြီးမှမိဝဉ္ကြီးကိုပါစားပေးမယ်။ အချိုရန်ပူစီဟာအဘိုးရဲ့ခန္ဓာကိုယ်ကလေးကနေမကောင်းတဲ့ဆွမ်းအားတွေကိုခံစားမိရတဲ့အတွက်ကြောင့်အဘိုးကိုတစ်ပေရီဆူရိနဲ့တမင်တကာတမ်းမိအောင်လုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘိုးကမခံနိုင်တော့ပဲအာတော်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 စမ်းငါ့ကိုအောက်ချပေးပြီးတော့ကွာငါချက်တော့နည်းနည်းတက်တာသွားပါပြီ။အလပြန်လျှော့နေလို့ပါပြီ။လာရောက်ပူစီလည်းစိတ်ထဲမှာကြိတ်ပြီးတော့ဝမ်းသာသွားခဲ့ပါတယ်။ မကြခင်မှာပဲသူတို့တို့ရောက်ဟာဗဒမားမြင့်ရှိကိုတိစက်ထားတဲ့ဂူကြီးရဲ့ရှိကို ရောက်လာခဲ့ပါတော့ရီဒီကူကဘာလို့ဝင်ပေါင်းမရှိတာလဲဒါဆိုကျွန်တော်တို့ဆရာတော်နဲ့ဘလို့တွေ့ကြမလဲအော်အေးဟုတ်တယ်ငါမေးဖို့ပြောဖို့မိတ်သွားတာဒီကူရဲ့တကားကငါတို့နှစ်ယောက်ကြားထိုက်ပြီးတော့ဗဒမားမြင့်ရှိကိုဆူတောင်းမှပွင့်တာကွယ်ဗဒမားမြင့်ရှိပေါ်လာတဲ့အခါမှာဒီကူတကားကသူ့လူလူပွေလာလိမ့်မယ်အဲ့ဒီခါကျမှငါတို့ဆရာတော်နဲ့တွေ့ရမှာ ငါလည်းအမြဲတမ်းဒီလိုလုပ်နေကြပဲအဘိုးကဟာဒီလိုပြောပြရနဲ့တရားထင်ဖို့အတွက်ထိတ်ချလိုက်ပါဂရဏမိန်းသားလေးကလည်းဆရာတော်နဲ့တွေ့ရဖို့အတွက်အဘိုးပြောတဲ့အတိုင်းလိမ်လို့ခဲ့ပါတယ်ဂရဏမိန်းသားလေးဟာသူကိုယ်တိုင်ကပရမမင်းရှိကိုခေါ်ဆောင်နေတဲ့ဘိုးကံကြီးမားသူဖြစ်တယ်ဆိုတာကိုတော့မသိရှာခဲ့ပါဘူးပူစီကတော့အဘိုးကမေလိုကိုခိုးချော်ခိုးရဲ့ဖွင့်ချီနေရကိုတတိထားမိလိုက်တဲ့အတွက်ဂရဏမိန်းသားလေးရဲ့နောက်မှာအကောက်ခွဲပြီးပြီးတော့စောက်ကြည့်နေခဲ့ပါတယ် ချိန်တော့ကြာပြားတဲ့ဘီရဲ့နောက်မှာတော့ရိုးကျဲဆိုသလိုကိုတကားပွေလာခဲ့ပါပြီးတော့ဆူရှားတဲ့လက်အောင်နဲ့တူဗရမ ्या မစ်ရှိလေးကိုကိုထဲမှာတွေ့လိုက်ရပြီးတော့အားလုံးလည်းကြောင်ငေးသွားကိုကြပါဒုရဏမေတာလီနဲ့ပူစီလို့လေအဲ့အော်ဒီဂျီကြီးနေကြတဲ့ချိန်မှာပဲအဘိုးဟာခွေကောင်းဟူယူပြီးတော့ဗဒမယာမြစ်ရှိကိုသူ့လက်ထဲကိုဆွဲယူလိုက်ပိုင်းအဘဒါဘာလို့တော်လဲဗဒမယာမြစ်ရှိပေါ်လာရင်ကိုရကန်းပွင့်မယ်လို့ပြောထားတာမဟုတ်ဘူးလား မင်းကတကယ်ကိုသုံးကြတဲ့ကောင်ပဲဒီဗရမများမျက်ရှင်ကငါရဲ့စွမ်းအားတွေကွာဟာဟာနောက်ဆုံးမှတော့ကောင်းချင်းတဲ့ဘိုးရဲ့တေယုံမဟာခက်ပေါ်လာခဲ့ပါပြီဗရမများမျက်ရှင်ကနေထွက်ပေါ်လာတဲ့အမဲရောက်ခုံးွက်တွေဟာအဘိုးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားပြီးတော့သူကိုမူလဘလူကြီးဖြစ်ပြန်လဲပြောင်းလဲသွားစေခဲ့ပါ යි အဲဒီမှာမေလိုနီရဲ့ရဲ့ကြီးနဲ့ကြီးမားတဲ့အမဲရောက်ခုံးွက်ခန္ဓာကိုယ်ကြီးဟာ တုံမဲ့ဖွဲရာဟိဟောက်တာကြီးနဲ့တောတစ်ခုလိုကိုတိုးလှုပ်သွားစီခဲ့ပါ යි ။ဟာ။ My sorry. My sorry ပြန်ရပါပြီ။ဒါဆိုဒါဆိုမင်းရောက်ကိုလေခဲ့တာဗော။ဘာမှစစ်မဖို့ပါနဲ့။မင်းရဲ့ဝိညာဉ်ကိုနာကောက်မမစားပါပါ။အဲ့ဒီချိန်မှာအမဲရောက်ခုံွေတွေဟာဒုရဏမင်းသားလေးစီကိုဦးတည်လာခဲ့ပါ යි ။ဒါနဲ့ပူစီကဒုရဏကိုအမြန်ဆွဲခေါ်ပြီးတော့ရှောက်တင်းလဲရပါတော့တယ်။ဂူနဲ့နန်အားတွေကတိုးခေါ်လာပြီးတော့ ော်ကုန်းကျောက်ခဲတွေလည်းပြိုကျလာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲဘူဂျီကကြီးမားတဲ့တောက်တိုးကြီးတစ်ခုကိုသူတို့ညှောက်စီကိုပိတ်လှော်လိုက်ပါတယ်ဘူရနာမေတာတို့ဒုက္ခနဲ့ကြုံတွေ့နေတဲ့အဲ့ဒီချိန်မှာပဲဂူတဲ့ခါနေတဲ့ကာမေကြီးကရုတ်တရက်ပေါ်ထွက်လာပြီးတော့သူ့ရဲ့တကုံနဲ့တောက်တိုးကြီးကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့ဒကာမေကြီးဟာဘလူးစီကိုပြန်တန်းသွားခဲ့ပြီးတော့သူ့ရဲ့ချောတက်တဲ့သွားရင်လည်းဘလူးကြီးကိုတိုက်ခိုက်ပါတော့တယ်ဒရုန်းရဲ့တက်ပွဲတာဟာ တော်တခုလိုကိုပက်တင်ထည့်သွားခဲ့ပါ၏အာအာတံခွဲစာတွေတဖြည်းဖြည်းတိတ်ဆိတ်သွားတဲ့ခါမှာတော့ဘလူဟာအစွမ်းကုန်သွားခဲ့ပါပြီသူရဲနာနဲ့ပူစီတို့ကလည်းသူရဲဘွားမှာတကားမမြင်ဘူးတဲ့အောင်းဖွဲရမြေခွဲကြောင့်ချစ်သိသိနေခဲ့ကြပါ၏အကမင်းကြီးကသူရဲနာစီကို ပြန်လှည့်လာပြီးတော့အိုးအသိမင်းသားထိခိုက်ဒဏ်ရာများရသွားသေးလားမရအမရပါဘူးဗျာဘောကကြီးမတဲ့အရှင်မင်းသား အကျွန်ုပ်ကိုကြောက်ရွံ့ပါနဲ့ကျွန်တော်ကကျွန်ုပ်ရဲ့တာမန်ကိုလို့ဆောက်ချင်တာဖြစ်ပါတယ်။ငကမင်းကြီးရဲ့စကားဆိုမှပဲဆရာတို့လေထိုနေရာကိုဇန်နဲ့ကြွချီလာခဲ့ပါ යි ။ငါဘုရားမင်းကိုအခွင့်အရေးပေးခဲ့ပြီမဲ့မင်းကတို့ပြည်တုပ်လဲဖို့ငြိမ်းဆန်ခဲ့တာပဲ။ဒါကြောင့်မင်းရောက်ငဲပြီးမှပဲတသက်လိုနေရတော့မယ်။ဟာမဘောဘူးမဘောဘူးမဘောဘူးမကူလို့မကူလို့ပြီးမကူလို့ပြီးစား ဆရာတော်ရဲ့စကားဆိုမှာပဲအမဲရခုံွေတွေဟာဗရမယာမရှိတဲ့ကိုပင်လယ်ဝရောက်သွားပြီးတော့ဆရာတော်ရဲ့လက်ထက်ကိုရောက်ရှိသွားခဲ့ပါတော့ရင်ကဲဒီဗရမယာမရှိဟာ အသင်နဲ့သာထိုက်တန်ပါတယ်။ဒါကြောင့်နဂါမင်းဒီဗရမယာမရှိကိုအသိရဲ့ကိုပိုင်လေးနဲ့ဖြစ်ပြီးဆဲထားပါဗရမယာမင်းရှင်ဟာတက္ကမရဲ့ပစက်ကနေခါတာကိုတဲကိုဝင်ရောက်သွားခဲ့ပါပြီ။ပြီးတော့ဆရာတော်ကသူတို့နောက်ကိုကြီးလိုက်ပြီးတော့အသင်ကတော့အသင်ရဲ့ဆန္ဒတိုင် ငါဥစည်းရဲ့တပည့်ဖြစ်လာရောက်ကြည့်ကြဖို့ဆန္ဒရှိတယ်မလားအဲ့ဒီချိန်မှာသူရဏမေတာလေးဟာဆရာတော်ကိုဦးချရှိကိုလိုက်ပါအဲ့ဒီနောက်မှာတော့သူဟာဆရာတော်ရဲ့တပည့်ဖြစ်ရမ်းဝင်သွားခဲ့ပြီးတော့တရားဓမ္မတွေကိုသင်ယူပြီးဘွာတလျှောက်လိုကောင်းမှုခုတို့တွေကိုပြုလုပ်သွားခဲ့ပါတော့ရှင်ဇလန်လေးကနေပေးချင်တဲ့မက်ဆေ့ကတော့ယေရှုတရားကိုမသိတတ်တဲ့သူဟာတရားဓမ္မရဲ့တန်ဖိုးကိုလည်းတည်မှာမဟုတ်ပါဘူး ဂျေဇုကနဲ့သူတွေဟာတရားတမ်းမာနဲ့အမြဲတမ်းဝေးကွာနေတဲ့ပါအခွေးဆိုတာမျိုးကလည်းတကြေတခါပဲရတတ်ပြီးအဲ့ဒီခွေးကို လေးလေတာသိစာဖောက်တာတွေဟာကိုကိုကိုတေချောင်းချန်ရနဲ့ဒူတာပေါ့ဗျာနောက်ဆိုတော့ဘသူတွေဘာပဲလို့လို့ကိုလုထားတဲ့ကောင်းမှုမကောင်းမှုတွေဟာကိုရဲ့ရဲ့လို့ပဲကိုနာကိုအမြဲပါနေမှာဖြစ်ပါတယ်